ောင်နှမမ YouTube channel ကိုဝင်ရောက်နားဆင်အားပေးကြတဲ့ clicker များမင်္ဂလာပါရှင်။ကျမကတော့စာဖတ်သူတာယာပဲဖြစ်ပါလေရှင်။ကျမယခုတစ်ခါဖတ်ပြမယ်စာအုပ်လေးကတော့ဆရာမမုံမုံအင်းလျာရေးသားထားတဲ့ဘယ်သူလားကိုဗမင်းဆိုတဲ့ဝတ္ထုလေးရဲ့အခန်းဆက်ပဲဖြစ်ပါလေရှင်။နားဆင်ခံစားအားပေးကြပါအောင်ရှင်။ဘယ်သူလားကိုဗမင်းအပိုင်း2ရဲ့အခန်း9 စ္စည်းတွေကကိုကရောင်းတော့တစည်းပြန်ဝယ်တော့တစည်းနော်မတန်းခင်နှွေတော့ကော့တောင်းနေရန်ကုန်ကိုတိုက်ရိုက်လေးမြန်ရှိတခါလေးသာကိုရောင်းလိုက်ချင်တော့တယ်မတန်းခင်ကနှွေပြောကိုသဘောကျစွာရည်သည်အော်နှွေရေခုတော့လေလော့ပတ်ရှိနေလိုက်တာတခိတ်ကုံတယ်မကြီးကို ဖြစ်လို့အချင်းတွေကဒီလိုဖြစ်လာတာကို ခုဆိုရင်ဖေဖေကအိယာထဲမှာလုံလုံလဲတလောက်ရှိနေပြီစေဝါပေါ်တဲ့အရက်မှနေလို့တော်သေးရဲ့ အားရှိတဲ့အစားအစာလေးကျွေးနေရသေးတယ်။ကောင်မလေးတွေကလည်းအပြိုင်ရိုင်အပြိုတွေဖြစ်နေကြပြီလေ။နှွေမမရှာရင်ဘသူရှာမလဲမတန်းခင်။အာကိုအရာရှာလိုက်ပါလားနှွေရဲ့။ပထမတော့မတန်းခင်ဤမျက်နှာဘေးကိုမကြည့်ပဲသဘောရိုးထင်ကပြုံး၍နေလိုက်သည်။အာကိုအရာရှာလေးနှွေတယောက်ပဲအာကိုလိုရမှာပေါ်မတန်းခင်။နှွေမိသားစုကိုဘသူကတာဝန်ယူမှာလေ။အမလီနှွေရဲ့။တာဝန်ယူခြင်းတဲ့သူကယူချုံလုံးလို့ ကျမကိုလာလာနားပူနေတာဟွန်းဟွန်းဟွန်းနှွေကိုမပြောရဲလို့နှွေမျက်နာသည်ရုတ်ချင်းတင်းမာ၍သွားလေသည်တော်မတန်းခင်နှွေကိုဒီစကားမျိုးမပြောနဲ့နှွေမကြိုက်ဘူးနှွေငွေလိုချင်လို့မှန်ခိုလုပ်ပေမဲ့ကိုကိုကိုတော့အနှင်မမခံနိုင်ဘူးတင်းမာလာတော့နှွေစကားကြောင့်မတန်းခင်မျက်နာပြည့်ရည်သွားသည်နှွေကိုလည်းပြူပြူပြပြတောင်းပန်ရသည်အိုးအလေကားနောက်တာပါနှွေရဲ့ သူကရိုးရိုးလာပြောတာပါ။ຫນွေရန်ကုန်ဘက်ကူးနေတယ်ဆိုတော့ပစ္စည်းတွေဒီမှာဝယ်ရတာဈေးနာမှာပေါ့တဲ့လူတော်ကိုသူ့စီမဖို့ပြောတာပါတခြားဘာမှမပြောပါဘူးအဲ့ဒါပြောမလို့ຫນွေရင်ကျမနောက်တာစိတ်မဆိုးနဲ့နော်တောင်းတောင်းမှန်မှန်ပြောနေတော့မတန်းခင်ဤစကားကြောင့်ຫນွေမျက်နာမှာအနေငယ်ပြင်းလျော်သွားသည်ပြီးတော့လေသူ့စကားကိုအမှန်ပင်စိတ်ဝင်စားသွားသည်သူတို့ကကတန်ကမရှာတော့ဘူးလား အရင်တစ်ခါဆက်လီတစ်စင်းလုံးမှွနောက်သွားတာတတော်ပါသွားတယ်လီဒါပေမဲ့ကုံသေးတွေပဲကွယ်ဘေးအလျှော့ပေးမလဲဖြစ်အောင်လုပ်တာပေါ့မတန်းခင်နဲ့ဗမာတွေ့လေဈေးမှာနှွေကခက်ငင်းငင်းလေးတွေ့တော်စာပြူဤညိတ်မှာပစ္စည်းဝယ်ရသည်ကကော့တောင်းစင်းနေกว่าသည်အမျက်နေသည်ကော့တောင်းကိုပစ္စည်းမှာရရနေတော့ခောက်ချိုးမြင်နိုင်သည်နှွေမလင်းကိုကျော်ဟုတ်ကငင်းမိမဟုတ် အားလုံးမဟုတ်သည့်တိုင်မြိတ်မာစီကောင်းသောပစ္စည်းအချို့ကိုမှားနိုင်သည် အချို့ကိုမြိတ်မာပင်ဝင်မည်ယခုဆိုလင်းရန်ကုန်ခီးကိုလည်းလမ်းပွင့်နေပြီရန်ကုန်ရောက်ရင်ပေါက်တဲစီသွားသွန်လိုက်ရုံသာအပင်မန်းခံပြီးတနေရာစီသွားเสียမလို့လေဆိုတော့လူလဲတတသည် အချိန်ကုန်လဲတတသည် အပြန်တွင်လဲရန်ကုန်ကပစ္စည်းကိုတဲလာနိုင်သေးသည်နှွေးမကြီးကျမသွားပြောလိုက်မယ်လीကျမကိုပတ်စံပေးလိုက်နှွေးကိုယ်တိုင်သွားတော့လဲပိုကောင်းတာပေါ့ တိတိကျကျမှားနိုင်တာပေါ့မတန်းသခင်ကမရေတရေပြောလိုက်သည်အင်းလီသွားတာပေါ့မတန်းခင်လည်းတုံးဆံမရှိတော့ဘူးမဟုတ်လားရော့နှွေကငွေအချို့ကိုပေးကပြန်ခဲ့သည် ရခင်ရဲ့ဘက်ကမတန်းခင်ကိုရန်ကုန်အဖို့ခေါ်သွားရသည် သူ့မှာငွေရင်းမဆိုင်နိုင်၍နှွေကပင်ငွေဆိုင်ခါပစ္စည်းဝယ်စီသည်နှစ်ယောက်တရသည်ဆိုတော့ပစ္စည်းပို့ရသည်လင်းရင်ကပေါင်ချိန်အကန့်အသတ်ရှိ၍တယောက်တည်းတည်ချင်တိုင်းတည်၍မရ ပြီးတော့မတန်းခင်ကမြိတ်မလူများနှင့်ပိုး၍ရင်းနှီး၍ပစ္စည်းတည်ပုံယူပုံလွတ်အောင်လွတ်ရပုံများကိုမင်းမြန်စုံစမ်းပြီးသည်ပေးရကံရသည်သူကိုလည်းတည်ရသည် ခီးသွွားဖို့ရှိ၍အားလဲကိုရသည်ဒီအတွက်ຫນွေကသူ့ကိုဂယုနာကြီးပေးရသည်ຫນွေအတွေးများသည် တစားတစားပုံမိုကျပြန့်၍လာ၏နွေကိုယ်တိုင်ခြေဆန်း၍ချယုံချကြည့်ခဲ့သောနေမြေတွင်ကြုံမဲမသိကြုံလာလေသည်။မှောင်ဤပြိုး၍နေပေပြီ တယောက်တည်းတွေ့ပြီးလမ်းလျှောက်သည့်အကျင့်ကိုရခဲ့သည်မှလည်းကြားပြီးရဲဌာနဝင်းကိုကြော်ဖြတ်ခဲ့သည်အိမ်ဟောင်းစီသို့မျက်လုံးဝေးကြည့်ကြည့်လိုက်သည်လူသစ်များရောက်ရနေသည်တစ်ချိန်ကမိမိနှင့်အတူမိသားစုပျော့ပျော့ရွှင်ရွှင်နေခဲ့ရသည်ကိုမြင်ရောက်၍လာသည် မျက်စိကို ပြန်လွှဲလိုက်၏လမ်းမပေါ်တွင်နှွဲ့တယောက်တည်းရှိနေလေသည်မော်တော်ဆိုင်ကယ်တစ်စီးနှွဲ့ပေးမှကဲ့၍ဖြတ်သွားသည် ဒေါ်တာဖြေလက်ကြည့်မိကြစေမော်တော်ဆိုင်ငယ်ကရှေ့မှပြန်ခွေလာသည်နှဲ့နာတွင်ပြန်၍ရက်လိုက်သည်တယောက်ထက်လာမဲ့တွင်ဘယ်သွားမလို့လဲဒီကံဖြားစည်းတင်မှာပဲကိုကျော်ဟိုကိုကျော်ဟိုကကျွန်တော်ဒီဘက်ကအတီးတယောက်စီလာတာမနေ့ပြန်ဆက်နေပြန်ထွက်မယ်မဲ့နယ်ပါမှမလဲမနေ့ကမတန်းခင်နေပြောထားသည်ကိုတတိယလိုက်သည်ပြီးတော့နောက်တာပါဆိုတော့လက်ဦးစကားကိုလည်းတတိယသွားသည် မျက်နာမထားတတ်သလိုဖြစ်သွားပြီးမှအိနေဆဲလိုက်ရသည်ကိုကျော်ဟိုးသည်ဆိုင်ကယ်ကိုအေးအေးဆေးဆေးရက်ကဆင်းပြီးမတည့်ရလိုက်သည်သူတို့နှစ်ယောက်နိနိကက်ကက်ဖြစ်သွားလေသည်နှွေကမတိမတာနောက်ကိုဆုပ်သည်နှွေမာကျင်နာနည်းနည်းတော့ရှိတယ်နည်းနည်းမဟုတ်ပါဘူးများများမှာပါဗျာအာမနာနဲ့အရင်ဆေးတွေတုန်းကလို့ပါသွားရင်တော့လေကျွန်တော်အပေါ်မယုံမရှိနဲ့နော်ဒီလောက်အသေးဖွဲလေးနဲ့တော့နာမည်ပြက်မခံမှုဆိုတာသိပါလေရှင် ပေါက်ကက်လုံးကြီးလေးနည်းနည်းမှာခြင်းလို့ပါတရာချင်းတော့ပေါ့အခုရန်ကုန်မှာဈေးကောင်းနေတယ်ကိုကျော်ဟိုအပန်းမကြီးပါဘူးနော်ဒီထက်မကမှာခြင်းမှာပါဗျာကျွန်တော်မနှွယ်ပေါ်ကူညီခြင်းပါတယ်ပြီးတော့ရှင်နှွယ်စိတ်ကထစ်ကနေဖြစ်သွားသည်ဒီတော့မှလည်းသူ့မျက်နာကိုအကဲခတ်တလို့ကြည့်မိသည်မျက်လုံးများကဆူဆူရဲရဲနိုင်လာသည်မနှွယ်ကညီမလေးတွေနဲ့အဖေပေါ်တိတ်စေတနာထားတယ်နော် မန်းရွယ်ကိုကျွန်တော်ချီးကျူးပါတယ်။ဒါကြောင့်ကုလေးကုညီခြင်း ਨੇ သူ့စကားကယဉ်ကျေး၍တော်ပေသေးသည်။သို့တော်သူ့မျက်နှာအမူအရာကိုသိပြီးမနစ်တန်လား။မျက်နှာတီလန်းသွားလန်းလာများကမတိမတာဆောင်ငယ်၍ကြည်သွားကြသည်။နှွဲပုံမြန်အထင်သေးသွားကြလိမ့်မလားဟုနှွဲစိတ်ကစိုးရိမ်မိသည်။မိခင်မရှိတော့သည့်နောက်ပိုင်းတမိမိကလေးများကြီးနေထိုင်ကြပြီးမှောက်ခုကုန်ကူးနေသည်ဆိုတော့ တမျိုးတမီအထင်သေးမည်ဆိုရင်သိနိုင်သည်ပြီးတော့ကိုကျော်ဟိုးလိုတထေသားနှင့်ဆက်ဆက်နေသည်ဆိုတော့ပိုတတိထားရသည်သို့တော်သူ့ကိုချက်ချင်းတော့စကားအဆဖြက်ပြည့်၍မဖြစ်ပတ်စံကိုကျမမတန်းခင်ကိုပေးခိုင်းလိုက်ပါမယ်ခုညီသာဂျေစုတင်ပါလေရှင်ဂျေစုတင်ဖို့မလိုပါဘူးဗျာပတ်စံလည်းပြန်လာမှပေးပါကဲသွားမယ်မဲ့နွေသူကပျော်ပျော်ဆဆူမော်တော်ဆိုင်ကယ်ပေါ်လှခနေတက်ကထွက်သွားသည် မိဂုံငွေများဝေဝဲကြံခဲ့သည်ဘာကြောင့်မှန်တော်မသိတပြင်းတစ်ချက်ရှာ၍ချမိလိုက်သည်ဆွေဆွေသည်နူးညံ့ညင်သာစွာလှူရှားသွားလာနေလေသည်နွေမနာ၍ပြထားရသောအလုံများကိုရှာဖွေ၍တိမ့်ကျုံလုပ်သည်ညမငယ်တို့လုံထွေပြထားသောအဝေဟောင်းများကိုလျှော်သည် စာကြည့်စပွဲများကို ရှင်းသည်ချက်ခိုးများကိုလှဲချသည်ဖိဖိအခန်းကို တန်ရှင်းလုပ်သည်မိဖို့ဆောင်ကိုတန်ရှင်းလုပ်သည် ဧကန်းကိုလှစင်သည်အိမ်သည်တမျိုးတစ်ပုံတာယာ၍လာသည်ဆွေဆွေအတန်ကတိုးတိတ်လှသည်ရခင်ကလိုကြောင်းမှအတွေ့အကြုံများကိုညဉ့်ညံစီစီပြောတတ်မကြရတော့ညီမငယ်များနှင့်ရောထွေး၍ခုခုခက်ခက်ရင်မောခြင်းကိုမပြုတော့နှဲ့ွယ်ရမှာလဲနှဲ့ကိုမင်းငော့ကရှာထုတ်ပြခြင်းမျိုးမပြုတော့ဆွဆွေအမူအရာများသည်ရင်ကျက်တည်ငြိမ်၍လာလေသည်တမန်အားဖြင့်ကြည်လင်တော့ဂျင်းနဲ့အားရပွေရပြီသို့တော်နှဲ့ရင်ထဲမှမူပဝင်မကြ စစ်စွေကိုရခင်ကလိုပြီးရေကမောကပျော့ကရွှင်ကနှင့်မြင်လိုသည် အမှုရာများပြောင်းလဲလာခြင်းသည်စိတ်ထားပြောင်းလဲလာခြင်းဖြစ်နိုင်သည်ကိုယ်စိတ်နှင့်နှိုင်းကပူပန်မိလေသည်စစ်စွေချစ်သူတွေ့လာပြီထင်ပါရဲ့မြမငေဤနှလုံးသားပြည်တနာကို မချုပ်ချယ်လိုသို့တော်မိသားစုအခြေအနေကိုဆွေဆွေအတိဖြစ်၏ဆွေဆွေသည်ဒုတိယနေရာတွင်ပါဝင်ရည်တည်နေရသည်ဆိုသည်ကိုလည်းငင်းကြွေ၍မရ ဆွေဆွေတယောက်ကိုလူယုံကအချစ်ရေးကိုဦးစားပေးလီနှွေရင်ကျိုးရပေမည်။သို့တော်နှွေလိုပင်နှလုံးသားကိုအထီးကိုက်ခံကကိုချိုးကိုစွန့်နိုင်လောက်အောင်ဆွေဆွေခံနိုင်ရှိပါမလား။ဒီလိုအဖြစ်မျိုးကိုလည်းရင်မဆိုင်စေချင်။နွေတိုင်မြင်သမ ्या ကို ကောင်းတနှိမ့်စိတ်ညှစ်ခါနားထောင်နေတော်လေကြည်ရသည်မှာအာမရှိလားဆွေဆွေမျက်လုံးများအဝေးတနေရာသို့လွန့်ပါနေသည်ကိုနွေအတက်သည်ဤနှုတ်ကမူဖွင့်မမေးချီ ဖွင့်လည်းမမီရဲ့ဆွေဆွေမျက်လုံးများသည်နှွက်မျက်လုံးများထက်ပုံမတောက်ပကမြက်တောက်များသည်အောက်သို့ငိုက်စင်းမနီကော့ပြန်၍နေကြ၏ပါလျာစုကြုံသောနှုတ်ခမ်းလေးများနှင့်ကိုဟန်နှွဲ့နှွဲ့ကိုလည်းပိုင်ဆိုင်ထားသည်အသားကဖြူသည်ဝါသည်တက္ကသိုလ်နေမြေကိုဒီလိုမိမ့်မလာလေးတရားရောက်ခဲ့ပါလျက်အဘယ်မြည်သောယောက်ျားသားသည်လှစ်လူရှူ၍နေပါမည်နီမိမသားတို့၏နှလုံးသားကိုရောမိတို့သောအတ္တိတရားများက ချောက်ကင်ထားနိုင်စွမ်းရှိပါမည်နီမမနှင်ဆွေဆွေမျက်လုံးများသည်ရည်ဝင်နေ၏လာတချမ်းပဲ့လေးသည်တိန်တို့ဤတွထိုးကျေစီကြည်စင်မှုကြောင့်ဟိုသည်ရွေလျားနေသည်တစဉ်ပန်းနှံ့သည်တင်းပြန့်၍နေ၏အိမ်ရှိဝရဏတွင်ညီမနှစ်ယောက်ထိုင်မိကြသည်နှွေကအတွေးနေကျနေမိစေဆွေဆွေခေါ်တန်ကြောင့်ရင်းထဲတွင်တိတ်ခနေဖြစ်သွားသည်တခုခုပြောလို့၍ခေါ်သည့်အတန်မျိုးတန်တော့ ဆွေမှာချက်တူရှိနေပြီဟုပြောတော်မူထင်ပါရဲ့။ဘာလဲမိဆွေ။အရွယ်ကလည်းမိလာပြီ။အတိညာကလည်းရှင်လာပြီဆိုတော့ရခင်လိုနေမဲငဆာပြောရမဖြစ်တော့။ရိုင်းနဲ့ဆုံးမ၍လည်းမဖြစ်နိုင်တော့။ဒန်းတူထားကအလေးပေးဆွေးနွေးရပေမည်။အမကြီးလေတန်းဖြင့်ထူလိုက်သည့်တိုင်ကြောက်ကြမှုကြောင့်အတန်ကတုံသွားသည်။ဖြစ်ဖြစ်အခြေအနေကိုဆရာဝန်ကဘာပြောသေးလဲမမနွေ။ ။ဆွေအရင်တစ်ခေါက်ပြန်လာတာနဲ့တောင်မတူတော့ဘူး။တိတ်ကြတာပဲနော်။နှွေကခေါင်းကိုညှိတ်လိုက်သည်။ဟုတ်တယ်။အာမရဆရာပဲ။ဖေဖေစိတ်သက်လဲတိတ်ကြနေတယ်။သူဘာမှမစွမ်းတော့ဘူးဆိုပြီးစိတ်လျှော့ထားတာပဲ။ငါ့ကိုလည်းဘာမှမေးလားမြန်လားမလုပ်တော့ဘူး။မေးလဲမမေးရတော့ဘူးလားမသိဘူး။ဒါပေမဲ့မိဆွေဖေဖေတို့တွေနဲ့မှအသက်ရှင်နေသေးတယ်တွေ့တို့တွေနေရတာတင့်တယ်သေးတယ်။ ဖေဖေဘာမှမလုပ်နိုင်ချင်နေပါစီဖေဖေအသက်ရှင်နေဖို့တို့တွေအစွမ်းကုန်စူးစမ်းကြရမယ်။နှွဲ့တန်ကလှိုက်လဲလာသည်ဆွေဆွေသည်အမဖြစ်သူဤမျက်နာကိုငေးမောကြည့်ရှုနေသည် မမနှွေကိုဆွေသိပ်အားနာတာပဲမမနှွေတယောက်တည်းတအိမ်လုံးတောင်ဝင်းတွေကိုယူနေရတယ်ဆွေလည်းစူးစမ်းနေပါတယ်မမနှွေမမနှွေကိုဆွေတစ်ခုပဲတောင်းပန်ခြင်းနဲ့ ရင်းထဲတွင် ပူကနေဖြစ်သွားပြန်သည်ဘာမှပြန်မပြောမီဆွေចောင်းဆက်တက်ခြင်းနဲ့ဟင်းຫນွေကနားမလဲသလိုမေးလိုက်သည်ဆွေဒီနေ့ qualify ဖြစ်အောင်ဖြေမယ်မမຫນွေဆွေ MFC ဆက်တက်ခြင်းနဲ့ဒါမှလည်းအလုံးရဖို့ပိုလွယ်မှာအဲ့ဒါမမຫນွေကចောင်းမနေပဲတဲ့အိမ်လုံးတာဝန်ကိုယူနေရတဲ့အချိန်မှာဆွေကចောင်းကြည့်ပဲတက်နေတော့တရားပါမလားလို့ ဆစ်ဆွေတန်သည်တိုးညင်းသွား၏ပြီးတော့မြက်တောင်ကောများကြားတွင်မြက်ရည်တွေဝေဝဲလာသည်နိုင်ငံသားထီသွားကျင်သွားဆက်မှမိဆွေရဲ့ငါအခုမှចောင်းပြဲနေလို့လည်းဖြစ်တော့တာမဟုတ်ပါဘူးဒီအတွက်နောက်ဆက်မတင်နဲ့တကယ်တော့မိမိသားရှိရင်တို့တွေဒီလောက်ဒုက္ခမရောက်ပါဘူးအိုးအခုလည်းဒုက္ခမရောက်ပါဘူးလေတနည်းကြရင်တို့မိသားစုဖြစ်ဖြစ်ပြောသလိုအညာပြက်ပြီးအေးအေးချမ်းချမ်းနေနိုင်မှာပါ အငယ်တွေပါအောင်မြင်မှုရတဲ့အထိစောင့်ကြရအောင်မေအားလုံးကြိုးစားလီငါဝမ်းသာလီပါပဲလက်မျက်လုံးတွေမျက်ရည်များမိကိုလာကြပြန်သည်ညီမနှစ်ယောက်တယောက်မျက်နှာတယောက်မကြည်ဝင်ကြမျက်နှာချင်းသာဆိုင်လိုက်မိလီနှစ်ယောက်သားဖက်ခါချုံပွဲချငူ၍ငုံမိကြပေမိပြီလွေကားထား၍ဝရဏာတွေမတ်တက်ရလိုက်သည်ဆွေဆွေသည်နေရာတွင်မထိုင်ကမျက်နာကိုလက်မောင်းပေါ်အပ်ထားသည် မြမငယ်နှစ်ယောက်ဤစာကြက်ရင်ညီခုံနေတဲ့တဲ့တဲ့ကိုလည်းကြားရသည်လာတချမ်းပဲလေးသည်တိမ်များကြားတွင်ပြေးလွှားနေရစေရှိနေလေသည်မမတွင်အိမ်ရှိမှကိုကျော်ဟိုးရောက်နေတယ်ရေချိုးကဲအပြင်ဘက်မှလှမ်းပြောသောအတန်ကြောင့်ရေအလောင်းရက်ခါနားဆွန်လိုက်သည်အေးငါအခုလာမယ်လို့ပြောလိုက်နေနေ့နေ့စကားပြောထားလိုက်ပြီဆိုရေကိုနှစ်ခွက်သုံးခွက်ဆင့်၍လောင်းပြီးကမန်းကရန်ထွက်လာခဲ့၏ တနခါမလိမ့်တော့ပဲမျက်နာကိုတိုးပက်ဖြေလျှောက်ဖို့ကတွေ့ရအင်ကြီးကိုဆဲဝစ်သည်အခန်းအပြင်ဘက်ထွက်မီပြုစင်တွေအပောက်ဝရင်ငုတ်တုတ်ထိုင်နေသောဆွေဆွေကိုခလုတ်တိုက်မိလေသည်ဟဲ့ဒီမှာပါထိုင်လုံနေတာလေကိုကျော်ဟိုးကိုနည်းနည်းပပအဲ့မခံထားဘူးလားငါမှထားတဲ့ပစ္စည်းတွေလားပို့တာဆွေဆွေသည်နှဲ့ကိုအံ့ဩသလိုကြည့်နေသည်ဆွေမသူ့ကိုကြည့်လို့မရတာတင်းမာသောမျက်နှာနှင့်ဆွေဆွေအပြောကြောင့် ရင်ထဲတွင် စုခနေဖြစ်သွားလေသည်ဘာမှပြန်မပြောပဲအိမ်ရှိသူထွက်ခဲ့ရသည်ကိုကျော်ဟိုးသည်အိမ်ရှိတွင်တယောက်ထဲငေါင်းဆင်းဆင်းထိုင်နေလေသည်နှွေထွက်သွားမှဟဲကနေရေကအတွင်ဘက်သို့လှမ်း၍ကြည့်သည်ကျွန်တော်ကိုတွေ့တာဗျာမနှွေညီမကအစိမ့်တရေတွေ့တာကြာနေတာပဲပြန်အောင်လှည့်ပြရတော့မလားလို့ကျွန်တော်အရင်တော့ကလို့သူ့ကို မနှောက်ရှက်တော့ပါဘူးမနှွေသိပါတယ်နော်နှွေကဘာမှပြန်မပြောပြေ ကိုကျော်ဟိုးယူလာတော့ပစ္စည်းများစီဆိုတာမျက်စီရောက်သွားသည်လုံကြီးရဲ့ Clis Push ရဲ့ Green Bag ဘူးရဲ့ဒါပဲမဟုတ်လားဒီမှာစိရင်းဆိုင်ရွက်ဩဟုတ်ကဲ့ဆွေဆွေကြီး Over လေးတစ်ခွက်ဖြောခဲ့ဟိနှွေကစိရင်းဆိုင်ရွက်ကိုကြည်ကအတွင်းဘက်သို့လှမ်းអော်ပြောလိုက်သည်အားလုံး900ကျော်ကြတယ်နော် ဟုတ်တယ်မဲ့နှွေရန်ကုန်ကပြန်လာမှပြေးချင်ပြေးပေါ့ နွေတဝက်ပေးနေမယ်ကိုကျော်ဟိုကျန်တာတော့ပြန်လာမှပဲယူပါနွေလည်းတိတ်မကြပါဘူးခိစ္စမရှိပါဘူးဗျာပြောရမဲ့သူတွေမှမဟုတ်ပဲအော်မိဆွေကြီးဖြော့ပြီးပြီမမဆွေဆွေကထွက်မလားနွေကအထယ်များရည်နေရကနေထသွားသည်အိုဘာတင်းခွက်ကိုယူကကိုကျော်ဟိုးကိုအဲ့ဝေပြူရသည်အင်းကြီးများရေတွက်နေသောနွဲ့လက်သည်တုံနေလေသည် ကိုကျော်ဟိုးကအိုဘာတင်းကိုနှငုံမြငုံက ပြန်ချလိုက်သည်ကျွန်တော်ပြန်အောင်မယ်မယ်နွေငွေကိုအလောမကြီးပါနဲ့အေးအေးဆေးဆေးမှပဲပေးပါဆွဆွေကိုလည်းပြောလိုက်ပါ ကျွန်တော်ဒီတစ်ခါကော်တောင်းကပြန်လာရင်အိုဘာတင်းတပူလက်ဆောင်ဝေခဲ့ပါမယ်လို့နွေတို့ဘက်မှအိုဘာတင်းတို့ဟော်လစ်တို့ပေါ်ပါလေကျဲတောက်တောက်ဖြော်ထားသောအိုဘာတင်းခွက်ကိုကြည့်ကကိုကျော်ဟိုးကခနေသွားသည်နွေကရဲ့ချင်းတော်လေးပြုံးယုံပြုံးပြလိုက်သည် မျက်နာလေးအနှင်းငယ်ပူသွားသည်မော်တော်ဆိုင်ကတန်ပြောက်လူနီမှဆစ်ဆွေ အခန်းထဲမှထွက်လာသည်နှွက်လက်ထဲမှပစ္စည်းများကို မမြင်ဘူးသလိုကြည့်နေလေသည်မိဆွေညီးတော်တော်ရိုင်းနေငါပစ္စည်းမထားလို့လာပို့တဲ့လူကိုစိတ်သေးကမပါလာတော့မှနင်းနေပပဟန်လို့ဖို့ကောင်းနေနှွေကမကျင်တဲ့လို့ပြောလိုက်သည်ဒီလူကိုအစကတည်းကမှကြည့်လို့မမြင်ရတာဒီလိုလူမျိုးနဲ့မဆက်ဆံခြင်းဘူးမမနှွေ မတိတာဆိုဝါလီကြီးနှဲ့ရင်တွေကမျက်ခနဲဖြစ်သွားပြန်လေသည်မိဆွေညီဟာတော်တော်တိတက်လာပြီလို့ငါအောင်းမိနေတာ အခုတော့ညီစိတ်ထဲမှာမာနလေးတွေရှိနေပါပကောအေးငါညီလို့မာနထားခြင်းပေမဲ့မထားနိုင်ဘူးထားလို့မရဘူးအဲ့ဒါဘာကြောင့်လဲဆိုတာတော့မပြောဘဲနဲ့နားလေဖို့ကောင်းနေနှွေသည်ရေလက်စအထည်များကိုပြစ်ချကအခန်းထဲဝင်ခဲ့လေသည် အဲ့ရဘော်တွေမှောက်ချလိုက်ကကာလအတန်ကြာအောက်ဤထားခဲ့ရသောမြေကြီးများကိုတွန်ချလိုက်သည်ဆွေဆွေသည်နှဲ့ပေးသူညင်သာစွာလှမ်းလာလေသည်မမနှွေဆွေမှားသွားပါလေဆွေကိုခွလွတ်ပါခွလွတ်ပါမမနှွေရေဝဲချမ်းပြီးသမျှပစ္စည်းများကိုဆွေဆွေကသူ့တက်တာတဲ့သို့သာတည်၍ထည့်နေလေသည်ဒီအခေါက်တော့ဆွေဆွေလေးအကြောင်းသူ့ပြန်ရမည်ဆိုတော့ နှွေအဖော်ရသွားသည်ပစ္စည်းကလည်းများသည်ကော့တောင်းမှတိုက်ရိုက်မှထားရသည်ဆိုတော့ငွေအရင်းကနေတော်လေအမျက်ပူရမည်လောဘစောဖြင့်နှွေမျက်လုံးများတောက်ပြောင်နေသည်တိတ်မထဲနေမိစွေတော်ကြာငါအဖမ်းမခံရပဲကြီးပါသွားလို့ဟုတ်ပေဖြစ်နေမယ်ထဲ့တာထဲ့ပါမမနှွေရဲ့ဆွေတို့အကြောင်းသူတွေဆိုတိတ်မရှာပါဘူးចောင်းသားလက်မဲ့ပြမှာပေါ့ပစ္စည်းကများနေ၍ ရင်မြေယုံတွေပေါင်ချင်ရနိုင်နည်းနည်းနှုတ်ထားလိုက်သည် လေစိတ်ကိုယူသွားရမှာလမ်းတွေပြန်ဖြည့်ကြသည်လက်ဆွဲတဲ့အိတ်သာဆွဲရမည်ဆိုတော့လေနှစ်အိတ်ဆွဲကမတိမတာဆင်းကြသည်ပြီးတော့လေးတော်လည်းမလေးသည်ဟန်ပေါပပပလွယ်ဟန်ပြကလီရင်ပေါ်တက်ကြရသည်သူမဟုတ်ပါကလက်ဆဲတက်စာအလေးချိန်များသည်ဟုဆိုကတားမြစ်ချင်းကိုခံကြရလိမ့်မည်ဆွေဆွေပါ၍ပစ္စည်းများများတည်နိုင်တော်လေနှွဲစိတ်ကကျင်းနဲ့အာရခြင်းကြီးစွာမဖြစ်မီ မြမငယ်တို့အပေါ်အစွန်ထိပ်မခံစေကြည်ဖြစ်သည်များကိုနှွေသာခံယူလို၏ထို့ကြောင့်လေအောက်ရာရှိကစစ်စေးစီဆွဆွေနေမဲ့ထိုးထားသောတက်တာကိုသာစိုးရင်ကြီးစွာကြည့်မိသည်။ကျမကြောင်းသူပါ။ကျမဝိစားတွေပါ။ဆွဆွေကတတလက်လက်ပြောသည်။မျက်စီမှာပျက်စီးအချို့ကိုမူမျက်နှာတိအလုတ်သမားတချို့ကဂယုတဆိုင်တဲယူကအငှားကားပေါ်သို့အရောက်ပို့ပေးသည်။မမနွယ်အလုတ်ကအနေအများပါတယ်မမနွယ်။ ဆွေအလုရှာမင်းရရင်ကြောင်းဆက်မတက်တော့ဘူးရန်ကုန်ကိုပြောင်းပြီးတခုခုလှူစားကြရရင်မကောင်းဘူးလားမမနွေဆွေကကားပေါ်တွင်တွေ့တွေ့ဆဆာပြောလာလေသည်ရန်ကုန်လိုနေရာမျိုးကိုလောက်ရအောင်ငွေမမလုံလောက်ပဲမိဆွေလောက်ကင်စားလို့ရတယ်ပဲဒါဒီဆရာကဘလို့ရှာမလဲရက်ခွက်တစ်ခုမှအိတ်ခန့်လေးငါးပြီးနေတာပေါ့မမနွေရေဆွေလဲအလောက်ရရင်လी ်ဆွေဆွေတရားရန်ကုန်ကိုခင်တွေ့နေပြီလားဟုတန်တရားဝင်မိပြန်လေသည်။နှဲ့အနေဖြင့်ရန်ကုန်မြေကိုခြေချရင်တခါမှမရစိတ်မကူးမိခဲ့။တန်နာဆယ်တော့အောင်ရင်တော့တမျိုးစဉ်းစားကြတာပေါ့လေ။ဖေဖေကတော့အညာကိုသာပြန်ကျင်တာ။ရန်ကုန်အကြောင်းတိတ်စကားမစဘူး။အမျိုးတွေကိုလည်းစိတ်နာတယ်ထင်ပါရဲ့။တကယ်တော့ဘသူ့ကိုမှစိတ်နာလို့မဖြစ်ဘူးမမနွေတကယ်အရေးကြရင်ကိုဟါကို ရုံးကန်ကြရမှာပဲ သူတို့မှလည်းသူတို့အခက်ခဲနဲ့သူတို့လီကားဒီပြည်လန်းပေါ်မှာဘဲဘဲတို့ကိုကဥဝိစာရလန်းနဲ့ဝင်ခဲ့သည်တွေကမယန်းချံပေါ်ရာဆောင်ကိုလှမ်းမြော်ငီးကြည့်မိသည်မင်းတို့လန်းဘဲတို့ချိုးဝင်ခဲ့လေသည်ဟောမိနယ်ပါလာပြန်ပြီလာစံညီမနှစ်ယောက်ပေါင်းပြီးဘာရီတဲခဲ့ကြပြန်ပြီလေကြည်ကြည်များကစီချိုနှုတ်ဆက်ရင်ຫນွေတို့ပစ္စည်းလေးတွေကို နေရာချပေးသည် များသောအားဖြင့်တော့ຫນွေကជីជីများတို့အိမ်တို့အရင်ဝင်လေးမရှိပစ္စည်းများကိုဖောက်တယ်စီတခါတည်းတွင်ပြီးမှလာတတ်သည်ထို့ကြောင့်ຫນွေတဲလာသည်များပစ္စည်းကိုជីជីများအကုန်မမြင်ဘူးသည်ထို့ကြောင့်လည်းຫນွေတို့ကရောင်းမိပစ္စည်းများကိုထုတ်သောအခါជីជីများမျက်လုံးပြူသွားသည်ဟဲ့အမလီညာလာကြည်လားတိတ်လေအရင်မကိုနဲ့မိຫນွေတော်ကြဒုက္ခရောက်နေမယ် ជីជីမြာကຫນွဲတက်တီကိုယင်သက်ရှုံမောဖြစ်နေလေသည်မလုံးလို့မဖြစ်ဘူးជីជីမြာဤຫນွဲမဒီလိုမရှာရင်ဘယ်လိုနေကြမလဲဒါတော့ဒါပေါ့ຫນွဲရဲ့ဒါပေမဲ့ဒါမျိုးဆိုတာကတစ်ခေါက်မမိတစ်ခေါက်မိတတ်တာပြီးတော့ငတ်တူမကငငယ်ရွယ်ရွယ်နဲ့တကယ်တော့လေຫນွဲတို့မိသားစုကမြည်တိဆွေမျိုးကိုမှအာမခိုးခဲ့ဒီမှာအမှန် ယခုအနယ်ကဥဆောင်၏ရုံးကန်လှူရှားနေရသည့်တိုင်လေကိုပြဇနာကိုသာရှင်းခဲ့သည်တွင်ယုံကိစ္စနှင့်ပင်ကြီးကြီးများတို့ကိုအပူမကက်ခဲ့တလလီနှစ်ခါများလာရောက်တဲ့ခိုရမြမငယ်ဆွေဆွေကိုစောက်ရှောက်ကူညီပေါ်ရသည်ကိုပင်ကျေးဇူးတင်လာပြီအော်ဒါနဲ့နှွဲ့တငယ်ချင်းဖြူမဆိုတာလာတယ်ဒီတစ်ခါနှွဲ့လာရင်သူစီလာပါအောင်တဲ့မှားသွားတယ်ဖြူမလာသည်ဆိုပါလား ။ဖြူမစီမကြမကြရောက်တော့လဲနောက်ပိုင်းမရောက်ဒီမှာကြပြီ။ဖြစ်စည်းတွေတွင်းပြီးဆွေဆွေကိုလည်းအဆောင်ပို့ပြီးလင်ဖြူမစီတညာလောက်တော့သွားဧအုံကြီးဟုစိတ်ကူးရလေသည်။ဘာပဲပြပြဖြူမနှင့်တွေ့ရသည့်တခဏတွင်တော့ငယ်စဉ်ဘဝလေးကိုပြန်ရတတ်သည်ပြီ။ထိုကြောင့်လေ ဖြူမစီကိုလှမ်း၍ဖုံးဆက်လိုက်ဤဖြူမကဆက်ဆက်လာနော်ဖြူမစောင့်နေမယ်ဟုတရားရမှားနေလေသည်ဖြူမမှသည်အကြောင်းရင်းကို ဖြူမစီရောက်မှပြီးသိရတော့သည်မမျော်လင့်မဲတွေ့ရသည် ဆိုပေမဲ့မောင်ကိုတွေ့ရတာတော့အံ့ဩချင်းကြီးစွာမဖြစ်မီတခုပဲအံ့ဩရသည် မောင်ကနှဲ့ကိုတွေ့ချင်းကြီးဆိုခြင်းကိုပင်နှဲ့နေဖြစ်မူမောင်သည်နှဲ့ရင်မှထဝစဉ်ခိုအောင်ခဲ့သူမို့အထုတလဲတွေ့လို့စိတ်မရှိခဲ့တွေ့တော့လဲအကြောင်းထုတ်မြင့်မတင်ပြီးတော့နှဲ့မာကလွမ်းရီထက်ဝမ်းရီခက်နေရသူမဟုတ်လားမောင်ကမူ နှူစေလှစေနှစ်လိုပွဲအပြုံးကိုစောင်းထားစေနှွေအကြောင်းကိုဖြူမကပြောပြနေတာတိတ်တွေ့နေတာပဲနှွေအရင်တုန်းကလို ခင်ခင်မင်မင်ပြန်တွေ့ကြရအောင်လို့နှွေလေးမောင်တန်ကိုကက်ဆက်တွေမှတစင်ကြားရသည့်တိုင်မောင်ကိုတွေ့ကျင်ခဲ့မိတာဒါပေမဲ့အချိန်နေချင်းကတခြားစီဖြစ်နေကြပြီပဲအရင်တုန်းကလိုခင်ခင်မင်မင်နေရအောင် အရင်တုန်းကနေမှမတူတော့တာပဲဖြူမကတော့စားစရာများကိုဝမ်းသာအားရခင်းခြင်းကတခါကလိုပြီးဝိုင်းဖွဲ့ရင်ပြင်ဆင်နေလေသည်နှွေးကိုတောင်းပန်ချင်တာအားရပါပဲခုလိုနှွေးကကိုဘွားကိုရုံးကန်လှူရှားနေတယ်ဆိုတော့မောင်ဟာယောက်ျားဖြစ်ပြီးဘာမှလှူရှားရုံးကန်မှုမရှိတဲ့ဘဝထဲမှာတက်တာခိုနေခဲ့မိတာကို တွေးပြီးရှက်မိတယ်ကိုဘွားအကျိုးပေးနေကိုပဲလီ ချူမသည်လိမ္မော်သီးစိတ်များကို လာချပေးလေသည်။နှွေကမောင်ရှိသို့တိုးပေးလိုက်သည်။ရခင်ကလိုတော့အခွန်ပါလေးတွေကို တယူတရအနှုတ်မပေးလို့တော့။နှွေစားလေဟုဆိုက မောင်ကနှွေကိုစစ်စစ်ကြည့်သည်။ကိုဘွားအကျိုးပေးကောင်းလို့ကိုတက်တာတော့မှန်ပါတယ်နွေရေဒါပေမဲ့တစ်ချိန်လုံးကတော့နွေဟာမောင်းချစ်သူပဲနွေဒုက္ခကိုမောင်းမျှဝေခံစားခဲ့ဖို့ကောင်းတယ် လူဆိုတာကိုတယောက်တည်းအတွက်ကြည့်မကြည့်ပဲကိုပောင်ဝင်းချင်အတွက်အများကောင်းကျိုးအတွက်ပါကြည့်တင်တာပေါ့လေဝေဝေမကြည့်နိုင်တော့နီးစက်ရလေးတွေတော့ဖေးမကူညီတင်တာပေါ့မောင်တယောက်ဘဝဆန်သောစကားမျိုးတောင်ပြောတက်နေပြီပဲဒီအတွက်တော့ကျင်းနေမိတယ်လို့လို့ရှိ၏ဖြူမတော့နှက်ဘဝကိုအားကြတယ်ဖြူမတို့မှာအဆဆရရပြည့်စုံလို့အလောက်ကိုင်းမရှိလဲ ထိုင်စားနေနိုင်ပေမဲ့အထိမဲ့မရှိပါဘူး။နှွေကမှကိုမိသားစုကို ရှာဖွေချေးမွေးနေတာ။ပညာလီပညာသင်ပေးနေတာ။နှွေကဖြူမတို့ထက်တာပါလေ။ဖြူမကတတိဆုံးဖြော်ရင်နဲ့ငပြောတိများကိုချကသူကိုယ်တိုင်လည်းပလုတ်ပလောင်စားရင်ပြောလိုက်လေသည်။ဒါပေမဲ့ဖြူမရဲ့နှွေလောက်ကနှွေလောက်ကမှောင်ခိုဖြစ်နေလို့လား။ပဲတက်နိုင်မလဲကွယ်နီးစက်ရလောက်ရတာကိုတဖြည်းဖြည်းတော့အဆင်ပြေလာမှာပေါ့နွေရေ နှွေတို့ရန်ကုန်ပြောင်းလာပြီးဆိုင်လေးတစ်ဆိုင်ဖွင့်ပါလား။နှွေကရောင်းတက်ဝယ်တက်နေပြီပဲဟာ။နှွေကတပြင်းကိုသာအသာချလိုက်မိလေသည်။မထူးပါဘူးနှွေရ။မောင်တို့ မောင်တို့ဝင့်နေတာလေမောင်ခိုအဝတ်တွေပါပဲတခြားသူတွေလည်းမောင်ခိုပဲဝင့်နေတာပဲဝတ်တဲ့လူရှိလို့ရောင်းရောင်းတဲ့သူရှိလို့ဝိတန်တရာကိုဆုံးမမဟုတ်ဘူးဒီကိစ္စကအမြင့်ကအစဖြူမှဖြစ်မှာ ပြီးတော့တိုင်းပြည်မှာကဝစ်စရာအဝတ်ကောင်းကောင်းကထုတ်ဖို့လိုတယ်။ချိတ်လုံးကြီးတွေမတ်စရိုက်လုံးကြီးတွေကလည်းစေးကြည့်လိုက်တာလွန်းရောအင်းကြီးစားကြတော့လေကောင်းကောင်းဝစ်စရာကိုမရှိဘူး။ဖြူမကပါအင်းကြီးရရဝင်ဆွေးနွေးလာသည်။တကင်နာအဖြစ်တော့ຫນွေတို့ဝိုင်းလေးသည်ဆိုပြေ၍လာ၏။ဖြူမ၏အကိုသည်အိမ်တော်ကြသွား၍အိမ်တွင်မရှိ။ရုံးအားရမို့ဖြူမ၏ဦးလေးတို့လည်းထုံးစံအတိုင်းအပြင်ထွက်နေကြသည်။ဖြူမကပကံအချို့ကိုယူကအိမ်နောက်ဖေးပတ်ဝင်သွားသည်။ မောင်အခုမလုပ်နေလေ။နှွေကမရေတရေခေါ်၍မိလိုက်သည်။မောင်ဟုခေါ်မိသည်ကိုရှက်လဲရှက်ကမျက်နာလဲပူသွားသည်။ခေါ်နေကြစကလုံးမူနှုတ်ကဒီလိုပဲခေါ်ချင်သေးတာကတော့အမှန်ပဲ။ဝင်ကြီးမြယုံမှလုပ်နေပြီ။ဒါပေမဲ့မောင်တချင်မဲဆိုချင်တော့တယ်။တခြားအလုံးမလုပ်ချင်တော့ဘူး။အစကတော့တချင်းစူစားဖို့စိတ်ကူးမရှိဘူးဆို ဟုတ်တယ်ခုတော့တချင်းမဲဆိုချင်နေတယ် အင်းပေါ့လေလောကမှာကိုလှုပ်ချင်တာလှုပ်နေရတာစိတ်ချမ်းသာတာပဲနှွေမောင်ကနှွေကိုကျင်နာတိုးတိတ်စွာခေါ်လေသည်နှွေကမျက်ရည်ဝိုင်းသောမျက်လုံးများဖြင့်မော်ကြည့်သည်နှွေဘွားကိုနှွေစိတ်မချမ်းသာဘူးမဟုတ်လားမောင်နှွေအတွက်ဘာလုပ်ပေးရမလဲမောင်နှွေအပေါ်မှာတာဝန်ပြက်ခဲ့တဲ့အတွက်မောင်တက်နိုင်တာဘာမစိုးကိုညီပြရစီ နှွေကခေါင်းကိုခိုင်ရန်ပြသည်ခုမောင်နှွေကိုလာတွေ့တာတော့လွန်လှပြီမဟုတ်လားတကယ်တော့မောင်နဲ့နှွေတို့တွေ့ဆရာအကြောင်းမရှိတော့ပါဘူးခုလိုမောင်လို့လည်းခေါ်ဖို့မသင့်တော့ဘူးအထူးသဖြင့်နှွေအနေနဲ့ဆင်ခြင်သင့်ပြီနောက်ထပ်တွေ့ဖို့မကြိုးစားပါနဲ့တော့နော်မောင်စိတ်ထဲမှာနှွေအပေါ်တန်ရုံးစင်မဖြစ်နိုင်ဘူးဒီစကားတွေပြောတာမောင်မာရောနှွေမာပါအပြစ်ရှိပါတယ်မောင်ရဲ့ နှစ်ယောက်လုံးတိတ်ဆိတ်သွားကြလေသည်ဖြူမသည်စားစရာတမျိုးထည့်၍ယူလာသည်နှွေကနေရမှဖြင်းညင်းစွာထားလိုက်သည်ဟင်နှွေပြန်တော့မလို့လားနှွေပြန်တော့မယ်ဖြူမနှွေအတွက်ဖြူမတို့ဂယုစိုက်တာတိတ်ကျေစုတင်ပါတယ်နောက်ကိုနှွေအတွက်ဒုက္ခမရှာပါနဲ့ကွယ်ဖြူမပြောသလိုပဲနှွေဘွားကိုနှွေကျင်တတ်ပါတယ်နှွေသွားမယ်မောင်ဒီနှွေကိုငွေရည်ကြည့်နေလေသည် သူတွေနှဲ့ဖို့ပြောဆရာစကားတွေရှိနေတော့လေတကယ်လက်တွေတွင်ဘာမှမပြောဖြစ်ခဲ့နှဲ့သွားမယ်နော်မောင်ကခေါင်းသာညှိပြလိုက်သည်ဖြူမကနှဲ့နောက်ကိုတကောင်းဝအထိအပြေးကလေးလိုက်လာသည်နှဲ့ကလည်းသူ့ကိုဘာလို့စကားကောင်းကောင်းမပြောတာလဲသူကနှဲ့ကိုပြောဆရာရှိတယ်ဆိုလို့ခေါ်ပေးတာဟိုမင်းကလေးနဲ့လည်းသူနဲ့အစ်စ်မပြေပါဘူးဖြူမတော့နှဲ့တို့နှစ်ယောက်လုံးကိုပြန်ပြီးပြေးလဲစေခြင်းနဲ့ မဖြစ်နိုင်တာတွေဖြူမရေဒုတိယတွေကစိတ်ကူးရင်ရမယ့်အရွယ်တွေမှမဟုတ်တော့တာတကယ်တကယ်သူ့စိတ်လည်းမပြတ်သားပါဘူးနောက်ကိုနှွဲ့ကို သူနဲ့တွေ့ရအောင်မခေါ်ပါနဲ့ကွယ်နှွဲ့နောက်ထပ်အသေးမကွဲချင်ဘူးသွားတော့မယ်သိလားနှွဲ့ကတကားကိုပြန်စီပေးခဲ့သည်နောက်ဆုံးတော့နှွဲ့တယောက်ထဲလာတော့လမ်းကိုနှွဲ့တယောက်ထဲပြီးပြန်ရပြီမြည်ဟုတ်ကဲ့ရှင် ဒီနေရာမှာပဲကျမရဲ့စပယ်ချင်းလေးခိတခဏနားပြစီရှင်။နားဆင်သူကလစ်ကားပေါင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစီရှင်။